ွယ်မရှိတဲ့ကလေးနှစ်ယောက်မေးစင်ငယ်မသားမို့အခြားယောက်ျားရင်းနဲ့ပတ်သက်ပြီးတော့လူပြောခံနေရကြောင်းပြောလာတဲ့နမ်းမြပြောတဲ့လောကကြီးမှာအားကိုးစရာခင်မွန်းတဲ့ယောက်ျားမရှိတဲ့မျိုးသမီးတယောက်ထဲရက်တင်ရတာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ဘလို့ပဲကိုချရောမကိုရက်နေနိုင်တဲ့မျိုးသမီးတယောက်ဖြစ်တဲ့ဆိုပေမဲ့ပဝင်းချင်းဝင်မမှုတွေကပုံမှန်ထပ်ပို့ပြီးတော့ပြင်းထန်နေရပါဘောပြီးတော့ဆိုတော့ကခင်မုန်းနဲ့မရှိတော့တဲ့အချိန်မှာကလေးမျိုးကိုပြုစုလုပ်ခြင်းနေရတဲ့စင်ငယ်မသားဖြစ်နေတဲ့မင်းသမီးနမ်းမြဖြိုးတဲ့ဟာဆိုရင်လေဝေဝမှုတချို့နဲ့ရင်ဆိုင်နေကြရမြန်မာရင် ဆိုရနေတိဥဆောင်မင်းသမီးချောင်းလေးနမ်းမြဖြိုတင်ကအရင်လဲလှပခဲ့တယ်လို့ချစ်စရာကောင်းတဲ့တိုင်းရင်းသူမင်းသမီးလေးဖြစ်ပါတယ်။အလူပညာလောကမှာလည်းအောင်မြင်ခဲ့ပြီးတော့ချစ်ရတဲ့သူနဲ့ရှင်လန်တွေပြီးလက်ထပ်သွားတဲ့အခါမှာပရိသတ်တွေကလည်းဝမ်းသာကိုယ်ယူနေခဲ့ရပါတယ်။ဒီလိုနဲ့ခလင်းမြားရရှိလာတဲ့အချိန်မှာတော့ဒီမရဲ့ခင်မောဖြစ်သူကရုတ်တရက်ဆန်းသွားနေကွယ်လွန်ဆုံးသွားတော့ပါရယ်။ငယ်ငယ်နှုန်းနေတဲ့ကလေးနှစ်ယောက်ရဲ့လောကကြီးထဲမှာအားကိုးရမယ့်ကျင်းရင်နေတဲ့နမ်းမြဖြိုးတဲ့နဲ့ခင်မုန်းဆုံးမသွားတဲ့အတွက်အလူးလိန်ခန်းစားနေရပါတယ် ဒါပေမဲ့ကလေးရဲ့မျက်နှာကိုကြည့်ပြီးတော့သူမကသာပြလဲသွားရင်မဖြစ်ဘူးဆိုပြီးအတင်းကရှစ်ဆက်ပြီးတော့ရှောင်းလန်းနေရပါတယ်။သူမရဲ့ရင်သွေးငယ်လေးအတွက်မိခင်ပြတဲ့မျက်နှာကိုလည်းအကောင်းဆုံးပေးဆပ်ခဲ့လို့လင်းလန့်နေတဲ့ဖခင်နေရာကလည်းတာဝန်ကျင်ရောထမ်းဆောင်ပေးရပါတယ်။ခင်မောတဲ့မရှိရတဲ့နောက်ပိုင်းမှာလူပညာလုပ်တွေကိုလည်းရင်နာခဲ့ရပြီးတော့စီးပွားရေးလုပ်ငန်းတွေကိုပဲဦးဆောင်ရင်းနဲ့ကလေးငယ်လေးရဲ့ဘဝအတွက်အကောင်းမွန်ဆုံးဖြစ်အောင်ကြိုးစားနေကြအောင်လည်းတွေ့ရပါတယ်။ဒါပေမဲ့ဘလိုပဲကိုယ့်ဘက်ကအကောင်းမွန်ဆုံးသိခါရှိရှိရပ်တည်ပါစေ။ခင်မောတဲ့မရှိတော့တဲ့မျိုးသမီးပြောင်းဖြစ်တာကြောင့်ဝေဖန်တဲ့တွေကတော့ပြင်းထန်နေကြပါတယ်။ မိုင်းစီဝိုင်းကိစ္စရည်နဲ့ပတ်သက်ပြီးတော့အခြားမျိုးသားတွေနဲ့ပေါင်းသင်းဆက်ဆံရတဲ့အခါမှာမြေုံသင်းကမျိုးလုံးနဲ့ကြည့်ပြီးတော့သတင်းမားတွေဖြန့်ဖို့ပဲချောင်းနေကြပါတယ်။နမ်မြဖြိုးသင်းကအရင်ကလည်းငယ်တဲ့တလို့လူပြိုလှပနေစေဖြစ်လာကြအောင်အောက်ကိုရှာပြီးတခြားရောင်ကြားတယောက်နဲ့ပတ်သက်သွားမလားဆိုပြီးတော့သတင်းတွေလည်းဖော်ထုတ်ထုတ်လည်းစဉ်းစားဆောင်နေကြတာပါ။ဒါကြောင့်သူမဘက်ကဘလို့ပဲအချိန်နဲ့တည်ငင်အေးဆင်းနေပါစေ။မျက်စိတောင်းထောင်းကြည့်ပြီးတော့ပဝင်းကျင်မြင်နေဝေမှန်မှုတွေကလည်းမလွတ်ကင်းခဲ့ပါဘူး။ကိုမနာကိုရောမှာခလေးနှောင်းနဲ့ရှင်နေတမားတို့မိသားစုသားတည်ငင်ဖို့အတွက် စင်ငယ်မသားဖြစ်တဲ့ကျိုးစားနေထိုင်ရတဲ့အချိန်မှာဒီလိုဝေဖန်တန်တွေကပို့ပြီးတော့ဖိအားများစေခဲ့ပါတယ်။ဒါကြောင့်နန်းပြန်ဖြိုတင်ကလည်းအရင်ဆင်းညာတဲ့ခိုက်တန်တွေရှိခဲ့ပေမယ့်ကိုဘွားကိုကြောင့်ကိုဘသားကိုအတိဆုံးမလို့ဘယ်သူမှဝေဖန်နေပါစေ။ဂျူမဆိုင်တော်ကိုဆုံးဖြတ်ခဲ့ပါတယ်။ကိုလိပြာကိုလုံးမို့အရင်ကြည့်ရင်လို့သဘောထားပြီးခလိငယ်ရင်းရဲ့ရှိတဲ့ဘဲစစ်စားကဝေဖန်တန်တွေကိုလစ်လျူရှင်ခဲ့တာပါ။ဒီလိုကျိုးစားနေတဲ့အချိန်လေးမှာငယ်ရွယ်စဉ်တုန်းကရုတ်တရက်ွယ်လွန်သွားပြီးသူမကခလိနဲ့လောက်ကြီးလေးမှာမျက်နှာငယ်အောင်ပစ်ထားခဲ့တဲ့ခင်မိုးတဲ့ကြောင့်တွင်းနဲ့ဝန်းနေနေခဲ့ရပါတယ်။ ိုင်မဲ့ခုဆိုရင်တော့ဝေဖန်တဲ့နေသားကြောင့်နေဖြစ်တာကြောင့်အသားသမီးတွေကိုကြည့်ပြီးအကောင်းဆုံးနေထိုင်နေပဲလုံနေမြေဖြိုးသင်္ကာရင်ဖွင့်လာခဲ့ပါတယ်။စင်ငယ်မသားဘဝနဲ့ကလေးမျိုးကိုပြုစုပြီးအောင်အကောင်းဆုံးကြိုးစားဆောင်ရှောက်နေခဲ့ပေမယ့်အခုလိုမျိုးတခြားမျိုးသားတွေနဲ့ဝေဖန်ခံနေရတယ်ဆိုရင်နေမြေဖြိုးသင်ပေါ်မှာပြည်သက်ကြီးတို့ကဘယ်လိုမျိုးထင်ကြပါသလဲရှင်။